ကျက်ချီခက်ခံလိုက်ရတဲ့ဂျယ်ရီအခန်း၂၄တနေ့တွင်တခြားဂိမ်းကောင်ကပြောင်းလာသည့်ကောင်းလင်းနှစ်ယောက်ကျွန်တော်နဲ့အတူလာပေါင်းသည်တယောက်က AOA ဖြစ်တော်လဲကျန်တယောက်မှမူလူပုံကြည့်ုံဖြင့်လူလယ်မှန်းသိတာသည်နေရာတွေကတွင်ဆရာကြီးလှုပ်ချင်သေးလည်းရှိသည် သူ့နာမည်ကိုကျွန်တော်တို့တယောက်မှမမေးရသလိုတယောက်မှလည်းမသိအားလုံးကသူနဲ့ဆက်ဆံလို့စိတ်အလင်းမရှိကြပြီပြပြဟူသည်ကောင်းမလေးတယောက်သာသူမသိသည်များကိုခဏခဏမေးတော့ကြောင့်သူနဲ့ခင်တယ်လို့ရှိလေသည်ကျွန်တော်တို့ကသူ့နာမည်မသိ၍ပေါ်ကြီးကိုခေါ်ကြသည်သူရှေ့တွင်ခေါ်ကြတော့မဟုတ်ကိုရရင်ခေါ်ခြင်းဖြစ်သည် ပေါ်ကြီးကိုခေါ်လာခြင်းမှာနေရာတွေကရင်လိုက်ပြီးဆရာကြီးလို့တော့ကြောင်ဖြစ်သည်သူတို့ဖြင့်ကိုကျော်ဆန်းကသူ့ကိုသိမ့်မကြည့်ဒီကုမ္ပဏီကို ရောက်လာသည့်မြန်မာတိုင်းကိုတရုတ်ခေါင်းဆောင်ကတရုတ်နာမည်ပြောင်းခိုင်းသည်ကျွန်တော်တို့အားလုံးတရုတ်နာမည်ရှိကြသည်ကိုကျော်ဆန်းဤတရုတ်နာမည်ကအားချမ်းဖြစ်သည်ပေါ်ကြီးရောက်လာသည့်ချိန်တွင်လည်းတရုတ်ခေါင်းဆောင်က တယောက်နာမည်ရွေးခိုင်းသည်မော်ကြီးကသူရင်လုတ်ခဲ့သည့်ဂိမ်းကုန်တွင်သူ့နာမည်ကအားချံဖြစ်၍အားချံခေါ်ရန်ပြောသည်ကိုကျော်ဆန်းနှင့်ကနာမည်ချင်းတူနေသည်ကိုကျော်ဆန်းကအဲဟာအဲလက်ရှိငါနာမည်နောက်တစ်မျိုးရှာငါနာမည်တော့မပေးနိုင်ဘူးဟုဘူဂလန်ထပြောမှငြိမ်သွားသည်ရောက်ရောက်ချင်းစောက်နေထွန်းသည့်ဂိမ်းဖြစ်သည် ဟိုချော်ဆန်းကအပေါ်ရင်ကိုမိလာမလေးပင်ဒီကောင်ထင်ပေါ်ရသည်တကယ်လဲဟိုဒီပေါ်ကြီးကကျွန်တော်တို့ဘကမဟုတ်ကြောက်ပေါက်မှနဲ့တဖွဲလေးဖြစ်သွားသည်တေဦးခေါင်းဆောင်ကလည်းသူ့ကိုအားထားသည်အားထားတယ်အချောင်းရင်ကအားထားခြင်းအချောင်းကဟိုဘဂိန်းကုန်တွင်ဖောက်တယ်ခဏခဏရသည်ဟုကြွားလုံးထုတ်ထားသောကြောင့်ဖြစ်သည် ထို့ကြောင့်လဲပေါ်ကြီးကသူပြောင်းလာခဲ့သည့်ဂိမ်းကွန်ကလောရောလောဆယ်များကိုဆရာကြီးဝင်လို့သည်တ িয়োগ ကောင်းဆောင်ကလည်းသူပြောသည့်တန်လိုက်လုပ်ခိုင်းသည် ကျွန်တော်တို့ကိုရှေ့ပိုင်းတွင်ညွန်ကြားထားသည်များလဲသူရောက်လာမှ ကမောက်ကမောက်ဖြစ်ကုန်သည်ပထမအသိပြီးသည့်အသည့်တွေကပေါ်ကြီးလုံးမှရောကုန်သည်စီဝေးလုံးမယ်စီဝေးကတရက်တစ်ခါလုံးသည်သို့တော့ ကျွန်တော်တို့အားလုံးကစိတ်ပါဝင်စားခြင်းမရှိကြ။လစာအပြည့်မရကြတဲ့ကဘာလို့မှစိတ်ဝင်စားခြင်းမရှိတော့ခြင်းဖြစ်သည်။အားလုံးနားထောင်ကြ။သူကခမားတို့ကိုဘာရီလို့အောင်မယ်ဆိုတာပြောပြလိမ့်မယ်။ကြောက်ပေါက်မှာကသူ့သူဆရာကြီးလောက်ခန်းသည်။နောက်မှလည်းမွေသည်မိဦးလည်းမဲ့သည်ဟူသောစကားကိုဝင် ကြရအောင်မည်သည်။ နောက်မှရောက်လာသည်ကောင်ကဆရာကြီးလုံညွန်ကြမိကိုကျွန်တော်တို့ကမလို့လားဘူးကလန်လိုက်ပြောသည်ကပြက်ကရဲ့လိုက်လို့သည်တကယ်တော့ကျွန်တော်တို့ဝင်ပြောသမျှကလည်းအမှန်ကြီးဖြစ်သည်ပထမဆုံးကိုနေမနိုင်ငံရင်ရွေးပြီးရင်နာမည်ရွေးပြီးရင်ဒီเจ้าတွေပဲထပ်ခါလေးလေးကြားနေရတော့ကြောင်းကျွန်တော်တို့အလွတ်ရနေပြီဒီလိုစကားမျိုးကိုကျွန်တော်ပင်ပြောရသည် ကိုကျော်ဆန်းကမိုးပြိုးနဲ့စကားပြောလိုက်ကြီးလိုက်လုံနေသည်။ဘာကြီးတရားပါလို့လဲ။စီဝဲလုံးနေယူဆိုင်နေတာတော့လေ။ကျောက်ပေါ်မှာကကိုကျော်ဆန်းကိုဒဲမပြောရဲ။ဟိုလူပြောသလိုဒီလူပြောသလိုအောင်းကောင်းသည်။မျက်လုံးကတယောက်တည်းကို ပုံသိမကြည့်။ဘယ်ညာကြည့်ရင်းပြောနေသည်။ဒီမဲ့မင်းတို့ပြောရတဲ့အကုန်လုံးကငါတို့တီးပြီးသားတွေကြီးပဲကွာ။အဲ့တော့အချိန်မဖြုံးမဲ့ တခြားဟာလေးပြောကြည့်ပါလားဟိုကျော်ဆန်းကစိတ်မရှိသာထပြောသည်ပေါ်ကြီးလည်းဆက်ပြောစရာမရှိငြိမ်သွားသည်ကျောက်ပေါ်မှာလည်းဘာပြောမှမသိအစည်းဝေးကဟိုလိုလိုဒီလိုဖြစ်ပြီးဆုံးသွားပြန်သည် မသိလေလွတ်တော်ရဲရောက်နေသည်နေမယ်သူတော်သည်ကွန်ပျူတာရှေ့ပြန်ရောက်တော့ကိုကျော်ဆန်းကလာစာကိစ္စအစပြောပြန်သည် လာစာမပြီးသည်နောက်အလုပ်ကောင်းကောင်းလုပ်ရမလို့ကြောင့် အင်တာနက်ဖွင့်ပြီး Facebook ရှောက်တော့ရလိုက်စီုံသည်ရန်ပောင်ကြီးအစမတန်ကြီးတော့ကြောင့်ဒေါသတန်ကဆွဲလာပြန်သည်ရမူသမားများပြောပိသားစကားထက်ခါထက်ခါပြောတဲ့သူဖြစ်သည်ကိုကျော်ဆန်းကဆဲလိုက် ပြောလိုက်နေအသွဲနေသည်ဒုခိုက်ကိုကျော်ဆန်းနဲ့မျက်နှာချင်းဆိုင်တွင်ထိုင်နေသည်ပေါ်ကြီးကဆရာကြီးကိုဖိုင်လမ်းပြောသည်ဟိုဘက်ဂိမ်းကုံတော့ကလည်း ရက်ပေါင်ကြီးစုယူတယ်တူတူပဲဗျာပေါ်ရရစကားဖြတ်ပြောလိုက်တော့ကြောင်းစကလေးကမကြည်သေးကိုကျော်ဆိုင်ဒေါသမှာငဲရိုက်တဲ့ဆောင်နေသည်မင်းမစက်ပိတ်တာငါမင်းကိုပြောနေမှာမဟုတ်အာလာမချောင်းနဲ့မင်းခံနိုင်စက်ခံငါတော့မခံနိုင်ဘူးကိုကျော်ဆန်းကလက်ညှိုးငေါငေါထုတ်ပြောလိုက်ရာ ပေါ်ကြီးလဲတက်ပြင်းချပြီးရေဘူးမော်တော်နေသည်ကျွန်တော်လန့်နေသည် ပေါ်ကြီးကမခံ၍ရံဖြစ်ပါ냐ဆိုဆွဲရယုံအောင်ပြီးဆွဲရောက်နေပြီလည်းတော်သေးသည်မပြီးပဲတန်တရာရောရှည်နေလေစိတ်ညစ်စရာဖြစ်သည်သို့တော့ပေါ်ကြီးဘက်ကဘာမှဆက်မပြောတော့၏တော်ပါသေးသည်ပေါ်ကြီးငိန်နေသည်ကိုခွင်ကောင်းอยู่၍ကိုကျော်ဆန်းကပွဲသိမ့်လက်သည်ကျူးသည်နေဖြင့်စကားတခွန်းထပ်ပြောလိုက်သည်ကို့နေရာကိုနေ